ကိုလူတို့လမ်းဆောက်ပြီးတော့ပေးပယ်နဲ့10ဒေါ်လာနဲ့စတဲ့ထုတ်ယူလို့ရမယ်စတန်ရီဝအခုမှအသက်ထွေးစီလာတာမကြသေးပေမဲ့ review ကောက်ပြီးတော့ပတ်စံရဖို့တည်ကြတဲ့ ability တခုပဲဖြစ်ပါလေကျွန်တော်တို့ပေးပယ်နဲ့ပတ်စံဘလို့ဆောင်မလဲဆိုတဲ့လေးကိုကျွန်တော်နဲ့အတူဗီဒီယိုလေးကို like share လေးလုပ်ပြီးတော့အဆုံးထိလိုက်ပါကြည့်စုသွားလိုက်ရအောင်ပေါ့နော် โอเคကျွန်တော်အခုပြောပြပေးမယ် APP လေကားဆိုရင်စတာရီဝါဆိုတဲ့ APP လေးပဲဖြစ်ပါလေပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့ download ဆွဲမယ်ဆိုရင် Play Store ကိုဝယ်ပြီးတော့အလွယ်တကူဆောက်ဖွေပြီးတော့ download ဆွဲလို့ရမှာဖြစ်ပါတယ် download ဆွဲမယ်ဆိုရင်ကျွန်တော်တို့က Play Store ထဲမှာဆိုရင်ပေါ့နော် Star Reward ဆိုပြီးတော့ရိုက်စာပေးလိုက်ပါကျွန်တော်ကတော့ install လုပ်ပြီးပြီမလို့ open ဆိုပြီးပေါ်နေမှာဖြစ်ပါလေပေါ့နော်ထွက်တာမကြသေးပေမဲ့ကျွန်တော်တို့ဒီအောက်မှာ review ကောက်တဲ့ APP လေးတစ်ခုပဲဖြစ်ပါတယ်ပေါ့နော် okay ဒီ APP လေးကျွန်တော် ို့ရဲ့ဒီဖုန်းဆက်ခွေလေးထက်ကိုရောက်လာပြီးဆိုရဲကျွန်တော်တို့ကဒီကောင်လေးထက်ကိုတက်ချေဝင်လိုက်ပါဝင်လိုက်ပြီးဆိုရဲကိုလူတို့ကဒီနေရာလေးမှာခဏလေးစောင့်ပေးရမှာဖြစ်ပါတယ်ဒီ app လေးကိုအတော်ပြုမဲ့ဆိုရဲကျွန်တော်တို့ဒီ VVA ခံစရာမလိုပါဘူးပေါ့နော်ခံလို့လည်းရပါတယ်ဟုတ်ပြီဒီနေရာလေးမှာကျွန်တော်တို့ခဏလေးစောင့်ပေးလိုက်ပါမယ် okay ဒီနေရာလေးကိုရောက်လာပြီဆိုရေကိုလူတို့ကဒီမှာ around ကိုတစ်ချင်းနှိပ်ပေးလိုက်ပေါ့ဒီလိုနှိပ်ပေးလိုက်ပြီဆိုရေကျွန်တော်တို့ဒီမှာစတန်လေးတွေကပေါ့နော်ဆက်ပြီးရည်နေမှာဖြစ်ပါတယ်ဒီနေရာလေးမှာဆိုရေပေါ့နော်ဒီမှာသူကစတန်တစ်ထောင်သူကပေးထားမှာဖြစ်ပါတယ်ဒီစတန်တစ်ထောင်တွေမှာကျွန်တော်တို့ဒီမှာစတန်လေးတွေပေါ့နော်တီကောက်လေးတွေကိုကျွန်တော်တို့ရည်သွဲပြီးတော့ဒီမှာ ကျွန်တော်တို့စတန်လေးတွေကြည်ပြီးတော့ပေါ့နော်ကွိုင်းလေးတွေအလွယ်တကူဝယ်ယူလို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီပတ်စံထုတ်ယူလို့ရတဲ့နေရာကနှစ်နေရာစီမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ပတ်စံထုံဒီကိုအသေးစိတ်အနောက်မှာဆက်ပြပေးသွားမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီအကောက်ဆော့ဆော့ဝယ်ချင်းတူတွေဆိုရင်ဒီစတန်တွေကကျွန်တော်တို့ဒီတိတ်လာမှာမဟုတ်ဘူးပေါ့နော်ဒီလိုပဲကျွန်တော်တို့ဖုံးကူလောက်ခရုံနဲ့ဖြစ်ဖြစ်ကျွန်တော်တို့လမ်းဆောင်ရုံနဲ့ဖြစ်ဖြစ်ပေါ့နော်စတန်တွေတိတ်လာပြီးတော့ဒီလိုပါဆယ်ဘုတ်လေးတွေကိုကျွန်တော်တို့ကရရှိမှာဖြစ်ပါတယ်ဒီလိုပါဆယ်ဘုတ်လေးပေါ့နော်ဒီလိုပါဆယ်ဘုတ် ေးတွေကိုရရှိလာပြီးဆိုရင်ကျွန်တော်တို့ကကွိုင်လေးတွေရရှိလာမှာဖြစ်ပါတယ် ဒီစတက်လေးတွေကိုကျွန်တော်တို့ကရောက်ယူမယ်ဆိုရင်ဒီ꽌လေးတွေကိုပေါ့နော်ကျွန်တော်တို့ရောက်ယူမယ်ဆိုရင်ကိုလူတို့ကဒီမှာအဒီကောင်လေးကိုကျွန်တော်တို့ဒီမှာသူမြတ်ပြထားတဲ့အတိုင်းပေါ့နော်ဒီလိုကျွန်တော်တို့ကဆွဲပေးရမှာဖြစ်ပါတယ်ဒီလို꽌လေးတွေဆူပြီးတော့ကျွန်တော်တို့ကဒီအောက်ကကောင်လေးကိုကျွန်တော်တို့ဒီလိုဆွဲပေးလိုက်ပြီးဆိုရင်ဒီမှာကျွန်တော်တို့စတက်လေးတွေဆူပြီးတော့ပေါ့နော်ရရှိလာတဲ့꽌တွေကိုဒီမှာရရှိမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့က okay လေးကိုတချင်နေပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ရရှိလာတဲ့꽌တွေကအပေါ်မှာသူကတော်ပြီးတော့ ပေါက်ထည့်ပေးလိုက်မှာဖြစ်ပါတယ်ဒီမှာကျွန်တော်ရရှိထားတဲ့ quoi ပမာဏကဆိုရင်၂ရ၄ quoi ဖြစ်ပါတယ် okay ဒီအောက်ကကလေး reward ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ okay ဒီလိုနှိပ်ပေးလိုက်ပြီဆိုကျွန်တော်တို့ဒီရရှိလာတဲ့ quoi တွေကိုဒီအပေါ်မှာသွားပေါက်ပေးမှာဖြစ်ပါတယ် ဟုတ်ပြီကျွန်တော်တို့ဒီမှာဆိုရပေါ့နော်ပါစပို့လေးကျွန်တော်မှာတပုတ်ရရှိသွားတာပဲဖြစ်ပါတယ်ဒီဒေါ်လာအစိမ်းရောက်ကပေါ့နော်ကျွန်တော်တို့ဒီထုတ်လို့ရလားမရလားဆိုတာလေးကမတိချသေးဘူးပေါ့နော်ကျွန်တော်တို့ဒီ quite aware ရောင်းလေးနဲ့ပတ်စံထုတ်ရဖို့တော့တိချတလောက်တော့စီးပါလေပေါ့နော်ဒီမှာဆိုရကျွန်တော်တို့ဒီဒေါ်လာလေးတစ်ခုပေါ့နော်စပယ်လှည့်ပြီးတော့ကျွန်တော်တို့စုလို့ရမှာဖြစ်ပါတယ်ဒီကောင်လေးကကျွန်တော်တို့ဒီဒေါ်လာအစိမ်းရောက်လေးကဆိုရပေါ့နော်ဒီဒေါ်လာ20ပြီးသွားတဲ့အခါမှာဆိုရပတ်စံစတင်ထုတ်လို့ရမယ်လို့သူက ပြောထားခြင်းပဲဖြစ်ပါတယ်။ Okay ဒီအောက်မှာဆွဲကျွန်တော်တို့ဒီတူပေးထားတဲ့ဂိတ်လေးတွေစီမှာဖြစ်ပါတယ်။ Okay ဒီနေရာလေးမှာဆိုရဲကျွန်တော်တို့ကဒီမှာ play ဂိတ်ဆွဲနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ play ဂိတ်ဆွဲနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပြီးဆိုရဲကျွန်တော်တို့ဒီအောက်က play ဂိတ်နေရာလေးကိုထပ်မံနှိပ်ပေးလိုက်ပါ။ဒီမှာဆိုရဲတူပေးထားတဲ့ဒီဂိတ်လေးတွေကိုကုလူတို့အစေပြာဂိတ်လေးတွေကိုရွေးပြီးတော့ကစားချစ်ဖြစ်ပေါ့နော်။ quality တွေလွယ်တူစောက်ပွေတို့ရမှာဖြစ်ပါတယ်။တူပေးထားတဲ့ဂိတ်လေးတွေအများကြီးစီးပါတယ်ပေါ့နော်။ဒီထက်ကနီးကိုကစားချစ်တဲ့ဂိတ်လေးတွေကိုရွေးပြီးတော့ကစား ားလို့ရမှာဖြစ်ပါတယ်ဒီအောက်မှာဆိုရဲကျွန်တော်တို့ဒီကောင်လေးကိုတစ်ချက်ကျွန်တော်တို့အဝေးကြီးလိုက်ရအောင်ပေါ့နော် okay ဒီကောင်လေးကိုဝယ်ကြည့်လိုက်ပြီဆိုကျွန်တော်တို့ okay လေးကိုတစ်ချိန်နေပေးလိုက်ပါဒီကောင်လေးကဆိုရဲကျွန်တော်တို့ဒီမှာ around ကိုတစ်ချိန်နေပေးလိုက်ပါနေပေးလိုက်ပြီဆိုကျွန်တော်တို့ဒီအပေါ်ကအခလေးကိုတစ်ချိန်နေပေးလိုက်ပါဒီလိုနေပေးလိုက်ပြီဆိုဒီကောင်လေးကကျွန်တော်တို့ဒီ VVA ဖိတ်ထားတဲ့ဆိုရဲပေါ်တော့ဒီခဲလေးတွေကအတုပ်ပြူလို့ရမှာမဟုတ်ပါဘူးဒီမှာဆိုရဲကျွန်တော်တို့ဒီအောက်ကပေါ်တော့ waste ကျွန်တော်တို့ဗီဒီယိုပေါ်လို့ဒီကောင်လေးကကြုံညာကြည့်ပြီးတော့ quality တွေရောက်ယူလို့ရမှာဖြစ်ပါတယ်ကျွန်ညာကြည့်မယ်ဆိုရင်ပုံတော့ VPN ခံပြီးတော့ကြည့်လို့ရမှာဖြစ်ပါလေကျွန်တော်ကတော့ VPN မခံထားတော့မို့လို့ကြည့်လို့မရပါဘူးဟုတ်ပြီကျွန်တော်တို့ဒီထဲကနေပတ်ဆက်ထုံးမယ်ဆိုရင်ဒီအောက်က S ပုံစံလေးကိုတစ်ချင်းနှိပ်ပေးလိုက်ပါဒီမှာဆိုရင်ကျွန်တော်တို့ကဒီဒေါ်လာအစိမ်းရောင်နဲ့ပုံတော့ဒီဒေါ်လာ20ကနေစတဲ့ထုံးယူလို့ရမှာလို့သူကပြောထားခြင်းပဲဖြစ်ပါလေဒီအောက်မှာဆိုရင်သူကဒီ ကျွန်တော်တို့ပေါ့နော်ဒေါ်လာ20ပြည့်ရေဒီဒေါ်လာအစိယောက်ကထုတ်လို့ရမယ်လို့ပြောထားချေပဲဖြစ်ပါတယ်ကျွန်တော်တို့ဒေါ်လာအစိယောက်ကပေါ့နော်ရဖို့တေချာလောက်တော့အမစီဘူးပေါ့နော်ဒါကြောင့်မလို့ဒီအောက်ကခွိုင်အဝါရောင်နဲ့ကျွန်တော်တို့ပတ်စံထုတ်မယ်ဆိုရင်အရဖို့တော့ရခိုင်တော့မြောင်းမှာဖြစ်ပါတယ်ပေါ့နော်10ဒေါ်လာနီစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ခွိုင်ပမာဏကဆိုရင်ကျွန်တော်တို့ဒီ1 million ပေါ့နော်တန်လို့မှာဖြစ်ပါတယ်ခွိုင်တတ်ပြီးတာနဲ့ကျွန်တော်တို့က10ဒေါ်လာနီစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ဒီအောက်မှာဆိုရင်ကျွန်တော်တို့ဒီအမေဆုံပေါ့နော်ဒီ ီဟောလဲတွေကကျွန်တော်တို့ဒီမကြံပြီးကျွန်တော်တို့ရောက်လာမယ်လို့သူကဒီမှာပြောထားချိပဲဖြစ်ပါတယ်ပေါ့နော်ဒီကောင်ကဆွေကျွန်တော်တို့ဒီမြန်မာနိုင်ငံအတုပြုလို့မရတာမို့လို့ကျွန်တော်တို့ကပေးပန်နေပဲပတ်စံထုတ်လို့ရမှာဖြစ်ပါတယ်ပေးပန်နဲ့ပတ်စံထုတ်မယ်ဆွေ10ဒေါ်လာနေစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ဒီအများဆုံးပမာဏကဆွေကျွန်တော်တို့ဒီဒေါ်လာတရာဖြစ်ပါတယ်ပေါ့နော် ဒီကောက်လေးကောက်ဆွေပေါ့နော်ကျွန်တော်တို့ဒီ ever flee လုပ်စရာမလိုပါဘူးသူက ever flee မပေးထားပါဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီကြိုးစားမှသာဒီထဲကလေးရရှိလာမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ဒီထဲကနေပေါ့နော်နောက်ထပ်ဗီဒီယိုမှာကျွန်တော်တကယ်လို့ပြီးသွားတဲ့အခါမှာဆွေကျွန်တော်ပတ်ဆက်ထုံးနည်းနဲ့အတူကိုလူတို့ကိုထမ်းမယ်ပြောပြပေးသွားမှာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်